โอเคအဲ့တော့ဒီနေရာမှာဆိုရင်ခီခုံဂီလေဒုနော်လေဒုဆိုတဲ့ဟာအဲ့တော့ဘာရမ်ကလေဒီတိုင်းတိုက်တဲ့လေပေါ့နော်အဲ့တော့ဂုံဂီဆိုじゃသူကじゃလေဒုဆိုတဲ့အတ္တိအတိတ်ပဲရမယ်ပေါ့နော်အဲ့တော့ယွန်ဆိုတာကမိကိုယွန်ဂီဆိုတော့မိကိုငွေဖြစ်သွားမယ်ခီဆိုတာကလေအဲလေဒုအွန်ဆိုတာကအပူချိန်ခီအွန်ဆိုတော့လေဒုအပူချိန်ဖြစ်သွားမယ်နော်အခုဆိုရင်တော့ခမ်ခီဆိုရင်ဘာဖြစ်သွားမှာလဲဆိုတော့ အေးမိချင်းအဲ့တော့အေးတဲ့လီတူထဲမှာနေတော့ဘာဖြစ်သွားလဲဆိုတော့အေးမိသွားတာ come key အေးမိချင်းနောက်တစ်ခုကကြတော့ bun wiki เนาะ bun wiki ဆိုတော့ဘာဖြစ်သွားမှာလဲပတ်ဝန်းကျင်เนาะလီတူပတ်ဝန်းကျင်အဲ့လိုမျိုးပေါ့ပတ်ဝန်းကျင်အဲ့လိုအနေထားအခြေအနေဒီလိုမျိုးဖြစ်သွားမယ်ကဲအဲ့တော့ဒါလေးကအတွေ့များတဲ့ဟာလေးတွေကိုမှစုပေးထားတယ်ပေါ့เนาะအဲ့ဒါကိုမှတချို့နေရာတွေမှာနောက်ထပ် key ကိုတွေ့ရတယ်အဲ့တွေ့ရတဲ့အခါမှာအဲ့နေရာမှာကြတော့ तू ကလီတူမဟုတ်တော့ပါဘူးတဲ့ key ကအခြား ပွားတဲ့အတိတ်ပဲလေးရှိရပါတော့။ပွားတဲ့အတိတ်ပဲလေးတော့ခီလေတူးလည်းမှတ်ရမယ်။အဲ့တော့လေတူးနဲ့အာဒီဆက်ဆက်မှုပေါ့နော်။ခီချင်းတူတာအောင်မှာနောက်ထပ်ကကြတော့ကြတော့သူကဘာလဲဆိုတော့အင်အားဆိုတဲ့ဟာရဲ့အဲ့လိုမျိုးစိတ်ဝိညာဉ်လိုမျိုးပေါ့နော် spirit ကိုအဲ့လိုမျိုးပြောချင်တာပေါ့နော်။အာအဲ့လိုမျိုးဟာရှိမယ်။နော်။အဲ့လိုနှစ်ခုရှိအောင်မယ်ပေါ့နော်။အဲ့တော့အင်အားနဲ့ဝိညာဉ်ပေါ့နော်။အဲ့ဟာမျိုးဆိုတော့ဒီအောက်မှာပါတဲ့ဟာလေးနဲ့သက်ဆိုင်မယ်ပေါ့နော်။ဒီမှာဆိုရင်တော့ချွန်ဆိုလေးရစီခီဆိုတော့အင်အားလေးရစီအင်အားဆိုတော့ လျက်စစွာအာပေါ့နော်ဒီလိုမျိုးရပါဘူးဒီလိုမျိုးနော်အဲ့ဒါကယုံကြည်တတိအဲနော်တတိရှိခြင်းတတိပေါ့နော်ဟွန်းကွာယောလ်ဆိုတာအပူယောလ်ခီဆိုတော့အပူအပူစွာအားဒီလိုမျိုးတော့ရမှာပေါ့နော်အပူအင်အားအပူစွာအားဒီလိုမျိုးလေးပေါ့နော်အခုကအင်ဆိုတာကလူ လူတွေကအများကြီးအလိုမျိုးအင်အားကြီးကြီးနဲ့ကြိုက်ကြတော့မှဖြစ်သွားလဲဆိုတော့အင်ကြီးလူကြိုက်များခြင်းဖြစ်သွားမယ်အခုကဂီဘွန်းဒါဆိုတော့သူကစိတ်ဝိညာဉ်ပေါ့နော်စိတ်ဝိညာဉ်ဖြစ်သွားမယ်ဂီဘွန်းဆိုတာဘာဖြစ်သွားမှာလဲခံစားချက်နော်အဲ့လိုပဲခေါင်းဆိုတာကကြတော့ပြိုင်တာပေါ့ဂီဆိုတော့အဲ့လိုမျိုးခေါင်းခီဆိုတာပြိုင်ပွဲပြိုင်ပွဲဆိုတာကစိတ်ထဲကစိတ်ဝိညာဉ်နှစ်ပြီးတော့ပြိုင်တာလိုမျိုးပေါ့ဘယ်တော့အဲ့လိုခေါင်းခီဆိုတာပြိုင်ပွဲအဲ့တော့ဂီချောလ်ဆိုတော့ဘာလို့သားလဲဆိုတော့မိလေခြင်းဖြစ်သွားတယ် เนาะအဲ့ဒါဆိုရင်ဒါလေးလည်းရမယ်